โอเคအားလုံးပဲမင်္ဂလာပြကျွန်တော် Mr. Bin Channel လေးရနေပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကုဘရာကိုနာမည်ပေးထားတဲ့ဒီကစုံဦးလိမ့်ဆိုတဲ့နာမည်ပေးထားတဲ့အားလေးကိုလောက်ပြမယ်ပေါ့နော်အာဘာမှတော့မခက်ပါဘူးဒါနာမည်ကလည်းနာမည်မရှိဘူးတော့ကုဘရာကိုနာမည်ပေးထားတာမိတ်ဆွေတို့လည်းပြီးပါရင်ကြိုက်ကြလို့နာမည်ပေးဖို့ပြန်နော်โอเคကျွန်တော်တို့ဒီကစုံဦးလိမ့်ကိုလုပ်မယ်ဆိုလို့ရှိရင်ပထမဆုံးတော့ကျွန်တော်တို့ကစုံဦးကိုပြုတ်ရမှာပေါ့နော် အဲဒီကစုံဥကိုပြုတ်တဲ့နေရာမှာကျွန်တော်ကဒီခရမ်းရောင်နဲ့အဝါရောင်နှမျိုးတုံးတယ်ဗောနောအရောင်နှမျိုးလိုချင်လို့ပြီးတော့အရာနှမျိုးစားချင်လို့ဗောနောအဲ့ဒါကြောင့်နှမျိုးတုံးလိုက်တယ်ဗောပြီးရတော့ဒီကျွန်တော်တို့ဂျုံချမ်းပအောင်အချက်လေးတွေကိုဒီအနာဆောင်လေးတွေမလိုရှင်လို့ဗောနောဒါနဲ့ပိုင်းပြစ်လိုက်မယ်အာနောက်ပြီးကျွန်တော်တခုပြောချင်တာဒီကစုံဥကိုပြုတ်တဲ့အခါမှာလေထမင်းအိုးထဲမှာတခါလေတွားမှမထဲပြုတ်လိုက်ပါနော်ကျွန်တော်လေဟိုပါပြုတ်ရမှာပြင်းလို့လေနော် ခမင်းအိုးထဲမှာတခါတည်းထည့်ပြီးပြုတ်လိုက်တာဗျကစုံဟုအပန်းအဝါရောင်ကဘာမှမဖြစ်ပြင်မဲ့လို့ပန်းရောင်ကဘယ်လိုပြောမလဲဒီထမင်းနဲ့ရောပြီးအယောင်တွေထွက်လာလေစုံမချက်ထားတဲ့ထမင်းလိုဖြစ်သွားတာပေါ့နော်အယောင်တွေကထမင်းကပန်းရောင်ဖြစ်သွားပြီပေါ့နော်ဒီမှာခုနကစုံဟုပြုတ်ပြီးလို့ရှင်အဲ့လိုခုနကျွန်တော်ကြိတ်ပြထားလို့နေတော့ခြေလိုက်ပါခြေလိုက်ဒါတော့ကျွန်တော်နောက်ထပ်အရာတာတစ်မျိုးစမ်းတက်ထားပါဒီကစုံဟုနှမျိုးလုံးကိုရောပြီးတော့နှုတ်စီနဲ့ရောပြီးတော့နေတာ တကယ်အစားကြည့်ရဲ့အခါမှာဒီ note စီနဲ့ရောပြီးနေထားတဲ့ကောင်ကပို့ပြီးစားလို့ကောင်းတယ်ပေါ့နော်ဒီတိုင်းကစုံဥကြီးကိုပလိန်စားတာကြတော့ကျွန်တော်မကြိုက်ဘူးပေါ့ဗျာနော်မိတ်ဆွေတို့ကနေနဲ့ကြိုက်ရင်ကြိုက်မှာပေါ့နော်ကစုံဥပြုတ်စားခြင်းနဲ့တူရှင်ရှင်ပေါ့ကျွန်တော်ကတော့မကြိုက်ဘူးဒီတိုင်းဘာဘယ်လိုပြောမလဲအာထွေးထွေးကြီးတော့အဲ့လိုခံစားရပေါ့နော်အဲကြောင့်မို့ဒါကျွန်တော်ကိုးခါတာကိုပြန်မှလောက်ထားတာပေါ့နော် note စီတင်းနဲ့တစုံလိုက်ထည့်မှကစုံဥနဲ့ရောလိုက်အောင်နော် အာကစုံပြုတ်တဲ့အခါမှာကျွန်တော်ပြောတာနော်မပြင်းပါနဲ့ခုတူပါတာသူအိုးလေးနဲ့တက်တိုက်လေးပြုတ်ပါအာမိတ်ဆွေတို့တော့ပြောချင်တယ်ပြောတော့ရမရှိရှိရနဲ့ဖြစ်အောင်လုပ်တာသူတော့ပေါမုံဒီပေါမုံချက်ကိုလိမ့်ဖို့တော့ပြားတော့လိမ့်ချင်တာဗျာအဲ့ဒါလိမ့်ဖို့တော့ကျွန်တော်ဆိုင်မှာလေဟိုမုံဆိုင်မဟုတ်တော့သမင်းဆိုင်ဆိုတာလိမ့်တုံးကမရှိဘူးဗျာအဲ့ဒါနဲ့ရှိစတီးချိုင်းနဲ့ကောက်ပြီးတော့လိမ့်လိုက်တယ်ဗောနော်အာလုတ်ချင်တာကိုမရှိရှိရနဲ့ဖြစ်အောင်လုပ်တာလေအရေးချင်းတစ်ခုပါပဲဗော ်ခုပါတော့ကိုကပ်ပြီးမြောက်လိုက်အဲ့ဒါပြီးရင်ကျွန်တော်တို့ဒီချိန်ထားတဲ့ဒီကစုံဥလေးတွေပေါ့နော်ကစုံဥလေးတွေကိုချိန်ထားတာမို့တော့ဒါခြေထားတာပေါ့ခြေထားလို့ပြောရင်ပုံမှန်ပဲတဲ့အဲ့ဒါအဲ့ကောင်လေးတွေကိုခုနကပမုံချက်တွေမှာတုတ်လိုက်တုတ်ပြီးရင်တော့လိမ့်လိုက်ပေါ့ဗျာနော်လိမ့်လိုက်ပြီးဆိုရင်ရပြီဒါပဲတားလွယ်တယ်လွယ်လေးလွယ်တယ်မြန်လေးမြန်တယ်ပေါ့နော်အဲဒီကနေပြီးတော့ကျွန်တော်ပတ်စံရှာလို့ရလားဆိုတော့ကျွန်တော်စဉ်းစားကြည့်ရပါတော့ဒီပေါမုံချက်ကဘာမှမကုန်ဘူးမြတ ကျွန်တော်ပတ်စံနဲ့တွက်မယ်ဆိုရင်၃ချက်ပဲကုန်တယ်။နောက်ပြီးဒီကစုံဥကလည်းကျွန်တော်နှလုံးထဲဝယ်တာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်လုံးကိုပြား90နဲ့ဆိုတော့တစ်ချက်ပဲကုန်တယ်ဗျ။အဲ့ဒါဆိုကျွန်တော်ဒါကိုလုပ်ဖို့အတွက်အကုန်လုံးကို၄ချက်လောက်ပဲတုံးလိုက်ရတယ်ဗောနော်။၄ချက်လောက်ပဲတုံးလိုက်ရတယ်။လုပ်ပြီးတော့တဲ့အချိန်မှာကျွန်တော်ပြန်စဉ်းစားကြည့်ရောဒါဘယ်လောက်နဲ့ရောင်းရင်ကောင်းမလဲလို့ကျွန်တော်စဉ်းစားကြည့်ရောတဘူးကို၃ချက်လောက်ဆိုလို့ရှိရင်ဟိုဝယ်ပျော်တယ်။ဝယ်ပျော်တယ်ဆိုတော့စားပျော်တယ်ဗောနော်။ စားပျော်တယ်ဒါတုံးကျဲလောက်ဆိုပေးရတာလဲတန်တယ်လို့မြင်တယ်ဘောနော်အဲ့တော့ဒီပေါမုံပေါမုံတထုပ်ပေါ့ဒီပေါမုံချက်တထုပ်တုံးကျဲတန်တထုပ်မှာဘလောက်ပါလဲဆိုတော့12ချက်ပါတယ်ရတချက်ကိုတစ်ခုရတယ်အာတထုပ်ကိုဒီဘူးတဘူးကိုဘောနော်ဘူးတဘူးကိုဒါမျိုး9ခုဝဲထဲထဲ3ခုအာ6ခုဝဲထဲလိုက်ရ6ခုကိုတုံးကျဲဆိုအဆင်ပြေခုနကတော့လိုမျိုးအချောင်းလေးဆိုရင်ရပြီနော်ဒါပေမဲ့ကျွန်တော်ကတော့ အာတည့်ရဲ့အတိုင်းပဲကျွန်တော်ကတော့ကျွန်တော်ပဲဆိုတော့နည်းနည်းတော့ထက်ရှည်လိုက်ရမှကျင်းနေတာဆိုတော့ဒါနဲ့ပိုင်းလိုက်တယ်ပေါ့နော်ဒါနဲ့ပိုင်းလိုက်ရင်မှဘူးရဲထဲ့မယ်ပေါ့ကျွန်တော်စဉ်းစားတာဒါပေမဲ့ကျွန်တော်ဘူးရဲထဲ့တဲ့အချိန်မှာကျွန်တော်ပိုင်းရတာမလောက်ဘူးပေါ့နော်မိတ်ဆွေတို့နေနဲ့ပို့ပြီးလှလှလေးပိုင်းနိုင်ရင်ပို့ပြီးတော့အာဆွဲဆောင်မှုရှိမယ်လို့ထင်တယ်ပေါ့နော် စားရတာတော့အရတာဘလို့လဲဆိုတော့ဒီကစုံနဲ့ပေါင်ပေါင်းရောစားရတဲ့အရတာဖြစ်မယ်တဲ့နော်အာဒေလိုမျိုးတပူးလေးကိုတုံးချက်ဆိုလို့ရှိရင်ဝယ်ပျော်တယ်လို့ပြောလို့ရတယ် ။အဲတခုတတိထားရမှာပေါ့နော်။တခုတတိထားရမှာဘာလဲဆိုတော့ဒီပမုံချက်ကိုတဲ့ကစုံဦးတုတ်တဲ့အခါကျလို့ရှိရင်ဒီတိုင်းပလိန်ကြီးတုတ်မယ်ဆိုလို့ရှိရင်ပါပါလေးတုတ်ပြီးတော့နွမ်းအာနုစီဖြစ်ဖြစ်တကြားဖြစ်ဖြစ်နည်းနည်းလေးပါပါရောပြီးတော့အာနယ်ပြီးတော့အတုံးပြူတာပိုပြီးအစင်ပြေလိုက်မယ်လို့ထင်တယ်ပေါ့နော်။ Ừm ဒါအကြံပေးတော့ပါဟုတ်ပါပြီအားလုံးကျေးဇူးတင်ပါဗျ။နောက်ကြမှာပြန်တွေ့ကြတော့ပါ